ဒါတော့မတော်တဆပါမတော်တဆအာကိုယ်ရွယ်ပြီးလောက်တာမဟုတ်ပေမဲ့ကိုယ်ထိသွားတာပေါ့နော်ဒါပြောက်ဖို့အတွက်9လလောက်တော့ကြာခဲ့တယ်ရှင်ဒါက2018ဆွန်းဆွန်းလောက်ကပဲပေါ့နော်နှစ်ဦးနှစ်ဖက်လမ်းခွဲဖို့အကြောင်းဖန်လို့ဖန်ဖို့အတွက်ပေါ့နော်ညီမဘက်ကတက်သေးခိုင်းလုံးရခဲ့တာလေဒီတန်ရာလေးကြောင့်ပဲရှင်ဒါလေးရပဲတက်သေးထူခဲ့လို့ကိုယ့်ကိုယ်ကိုကယ်နိုင်ခဲ့တာဟုတ်ဒီအိမ်တွင်းချက်ဖို့မှရတဲ့တန်ရာကြောင့်ပဲခင်ရဲ့ပညာရေးဆုံးကမ်းမတိုင်ခဲ့ဘူးရုံးထုတ်ဖို့တော်တော်အချိန်ယူသွားတယ်နော် ဟုတ်ကဲ့ချိန်ယူရပါတယ်ညီမဆိုလည်း6နှစ်ကျော်တည်တည်ပါပဲဟိုကိုကဘသူ့အောက်ဖေးမှလည်းမလန်းချင်ဘူးဒါဟိုတစ်ဖက်ရဲ့ effort ကိုလည်းညီမထပ်ပြီးတွက်ထည့်ပြီးတွက်ရမယ်လीเนาะတစ်ဖက်ကကာယကံရှင်ရဲ့အနာဂတ်ဆိုတာရှိသေးတယ်အဲ့တော့သူ့ကိုလည်းမထိခိုက်စီလို့ဘူးဘာလို့ဆိုကိုကလည်းရှေ့ဆက်လို့မပြီးဘူးနောက်ပြီးတော့ဒီပညာရေးပိုင်းပညာရေးပိုင်းမှာလည်းညီမက10တန်းက တနစ်ပဲဖြေလိုက်တာနောက်နေ့ထပ်ဖြေရင်လည်းအောင်တယ်ပထမတနစ်ကလည်းညီမဘောကားပြီးတာမှရေးနိုင်လို့ကြာတာဘာကြောင့်မရေးနိုင်လဲဆိုတော့အိမ်တွင်းချမ်းဖတ်မှုကရရတဲ့ဒီဒဏ်ရာဒီဒဏ်ရာကအဲ့တော့ကအနက်ကြီးဖြစ်နေတော့မှ ုံးဝဖောပြီးမကင်နိုင်ဘူးဟိုညီမတို့ဒီ physics တို့ chemistry တို့ကတော့ညီမအောင်တယ်အမှတ် မိယုံလေးနေအောင်လိုက်တယ်အင်္ဂလိပ်စာလည်းလွတ်လွတ်ကျွတ်ကျွတ်အောင်တယ်90ကျော်ရတယ်ဒါပေမဲ့ဘောခပီတာကျတော့အရှိကြီးတွေပဲမရေးနိုင်တော့အရှိဒီမှာလည်းကိုယ်ကမကြက်အားထားတော့လေအဲ့လိုမျိုးအိမ်တော်တစ်ဖက်နဲ့ကိုယ် fresh ရပြင်းပြီဆိုတော့အမှအဆင်မပြေဘူးဒီအိမ်တွင်းချက်ဖုံးကရတဲ့ဒဏ်ရာကြောင့်ပဲခင်ရဲ့ပညာရေးဆုံးကမ်းမတိုင်ခဲ့ဘူးနောက်ပြီးတော့ဒီမိဘရဲ့အလုပ်ကိုလည်းကိုကဒါ business woman တယောက်အနေနဲ့ကိုပဲဦးဆောင်ပြီးလုပ်ပေးရတာဖြစ်တဲ့အတွက်ဒါတွေကိုမလုပ်နိုင်ဘူးဒါပေမဲ့ညီမကအင်္ဂလိပ်စာကိုရင်မောင်တန်းနိုင်တဲ့ ဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုစားပြီးဖြစ်ချင်ပါလေလို့ကိုကတစွတ်ထိုးပြီးတော့မပြောဘူး။ဘွားဆိုအနိုင်ရှုံးဆိုတာထည့်တော့ရမယ်။အရှုံးကြီးပဲတွေးထားလို့လည်းမရဘူး။အနိုင်ဆိုတာလည်းခေါင်းနဲ့ထည့်ထားမှဒါမြန်မာအကောင်းဆုံးလုပ်နိုင်ပါလေနော်။ခုနပြောသလိုပဲစာချက်ရမယ်လေနော်။အဲ့တော့မြန်မာစာချက်ထားတယ်။စာချက်ထားရဆိုတာပြောလို့ဟိုလိုမျိုးကြီးမေကုန်းကြိုချက်တာလားပြောနေအောင်မယ်တော့ကြာ။ဒီစောင်းမွေးဖြည့်ဖို့စာချက်ထားတယ်။ကတ်ဝော့ body mind ဆိုလို့ရှိရင်လည်းဒါမြန်မာအပြင်မှာမဟုတ်ပါဘူး။အစီလည်းမရှိပါဘူး။ဒါပေမဲ့ဟို ဘယ်လိုဖြစ်လို့လဲမသိဘူးဖုန်းနဲ့ဆိုကိုကတုတ်သွားတာလေအဲ့လိုမျိုးကိုကပြန်မတော့တည်တည်လေးပါပဲညီမကိုယ်တိုင်ဒါကြီးကြုံတွေ့ခဲ့ရတဲ့အချိန်တော့ဆိုလို့ရှိရင်လဲဒါ ဟိုပတ်ဝန်းကျင်ကလေဟိုကို့နားမှာအကောင်လုံးဝါမန်းရက်တည်ပေးခဲ့ကြရတယ်။ကိုကသာဒါရုံမထွက်နိုင်ခဲ့တဲ့အချိန်ရှိခဲ့သေးလို့ပေါ့နော်။နောက်ပိုင်းကျတော့မှသာဒါအကောင်လုံးကလည်းကို့ကိုတော့မပေးဘူး။ဘာလို့ဆိုတော့ဟိုလင်းနေများဆိုတော့အချိန်နဲ့ပြန်တည့်တာလေနော်။ညီမကလည်းဒီ project ကိုအဲတည်ပြီးလုပ်တယ်ဆိုတာလည်းဒါအိမ်အောင်ရေးတွေကွဲဖို့မဟုတ်ဘူး။အဲလက်နဲ့ရွယ်လိုက်ပြီဆိုတာနဲ့အော်ငါတို့ငါတို့သူ့ထီလို့မရဘူး။ငါတော့ငါရဲ့ တစ်ဖက်သူထီလို့မရဘူးယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်အဲ့လိုကာဝယ်မှုလေးတစ်ခုခုစိတ်လုံခြုံမှုလေးတစ်ခုခုညီမဒီ public speaking ဘိုင်းနဲ့ကောဒီ brighter ဘိုင်းနဲ့ကောအကုန်လုံးရောပြီးတော့ညီမဖက်ဖက်ကနေပြည်စုံလုပ်သွားမှာရှိဟုတ်ဒါအကျံဖတ်မှုဆိုတာကလည်းဒါအိမ်အောင်ပြုမှကြုံရတာမဟုတ်ဘူးတချို့ဆိုလည်းရှစ်သူရည်သားဘဝအစင်းနဲ့နေကြုံတွေ့နေရတာလေအများကြီးရှိတယ်အဲ့တော့ ကိုကိုဟောကိုကိုတိုင်းပဲဆုံးဖြတ်ပါကိုကိုကိုပို့ပြီးချစ်တတ်ကြပါဘောနော်ဒါကိုကိုဒါကတော့အရင်တော့ကလည်းကိုကကိုကိုကိုထက်သူများကိုပို့ချစ်တဲ့နေရာမှာကိုလည်းပါခဲ့ပါတယ်ဒါအချိန်တန်ရင်တော့ဒါဘာကိုပို့ချစ်ရမလဲဆိုတာကိုကိုတိုင်းသိလာပါလိမ့်မယ်ရှင်အားလုံးဖိုက်တယ်အဲ့လိုနေရာနေဘယ်တော့ပဲခံရခံရရုံးထုတ်ဖို့တော်တော်အချိန်ယူရတယ်နော်ဟုတ်ကဲ့ချိန်ယူရပါတယ်ညီမဆိုလဲ6နှစ်ကျော်တည်တည်ပါပဲအဲ့ဒါကြီးပြောဖို့တော်ခင်ခင်အားအင်းသိရှိပြီလားဟုတ်ဒီလိုမျိုးပြောနိုင်ပါ Amm um. အခုချိန်ထိရှိလားဆိုတော့တရားဂိုင်လုံးတော့မရှိသေးဘူးမရှိသေးဘူးဆိုတာကဒါတဖက်ကိုအားနာတဲ့တဲစိတ်ပေါ့နော်ဘာလို့ဆိုတော့တဖက်ကလည်းအခုချိန်မှာဒါကိုရန်သူလို့မတတ်ဘူးဝက်လိုက်သူ့ကိုရန်သူလို့မတတ်မှတ်ထားဘူးဒါမမေတို့ဆိုရင်တော့လူကြီးမိပါချင်းတွေကစကားပြောနေကြတာပဲပေါ့နော်အညီမကတော့အဆက်အသွယ်မလုပ်ဘူးမလုပ်ဘူးဆိုတာကညီမကညီမဘာသာညီမတီးတန့်လေးနေနေတယ်သူလည်းသူ့အတူနေတယ်ကိုလည်းကိုယ့်အကူနေတယ်အဲ့လိုမျိုးလေးဆိုတော့ဟိုပြောရတာနည်းနည်းမျက်နှာပူစရာတော့ဖြစ်ကောင်းဖြစ်နိုင်ရုံပဲသူ့ကိုတော့ထိခိုက်အောင်မပြောထားပါဘူး သူလည်းတွေ့သူနေနေရဆိုတော့လေကိုယ်ပေါ်လည်းကောင်းခဲ့တာကြီးရှိတယ်လို့အကိုလက်မခံနိုင်တော့တဲ့အရာကြီးလည်းရှိနေတော့လေဟုတ်အဲဒါတော့မတော်တဆပါမတော်တဆအဲကိုယ်ရွယ်ပြီးလောက်တာမဟုတ်ပေမဲ့ကိုယ်ထိသွားတာပေါ့နော်ဒါပြောက်ဖို့အတွက်၅လလောက်တော့ကြာခဲ့တယ်ရှင်ဒါက2018ဆွန်းဆွန်းလောက်ကပဲပေါ့နော်ဒါညီမတို့အဲနှစ်ဦးနှစ်ဖက်လမ်းခွဲဖို့အကြောင်းဖန်လို့ဖန်ဖို့အတွက်ပေါ့နော်ညီမဘက်ကတက်တေခိုင်းလုံးရခဲ့တာလေဒီတန်ရာလေးကြောင့်ပဲရှင်ဒါကြတော့ဟိုညီမဘက်ကဒါလေးရပဲတက်တေထူခဲ့လို့ကိုယ့်ကိုယ်ကိုကယ်နိုင်ခဲ့တာဟုတ် အမ်ကျွန်တော်မြတ်မသိရအောင်လीเนาะဒီတန်ရဘာကြောင့်ဖြစ်လဲဆိုတာဘာလို့ဆိုညီမတစ်ဖက်ကလို့အရင်ထက်ဒါသူ့ကိုထဲမတက်လို့ပြောတာတော့မဟုတ်ပါဘူးအဲဒါကိုလည်းဟိုဒါကိုချနေတာလည်းမဟုတ်ဘူး reality ဖြစ်တာကိုလိုချင်တာအားကြောင့်မို့လဲဒီ miss universe ဆိုတာကလည်းကိုယ့်ရဲ့အရှိကိုအရှိတိုင်းချပြတာနေပြီးတော့ပဲအကုန်လုံးကကိုဘလိုလူမျိုးလဲဆိုတာပိုသိလာမှာလीအားကြောင့်မို့စပင်တော်ကညီမစပင်ဆက်ပြီးမဲ့သူရှင်စပင်တော်တော့မဆက်ဘူးဒီကတုံးတိုင်းပဲတက်ပြန်တာပေါ့နော်ဒါမှမဟုတ်ခုကိုကေဖြစ်နေပါပြီ အဲအဲ့လိုတော့မရှိတော့ပါဘူးမရှိတော့ပါဘူးဆိုတာကလေအရင်ရောညီမခွင့်လွှတ်ခြင်းနဲ့ပဲနေနေလိုက်တယ်ဘာလို့ဆိုတော့ကောင်းတာလေးလည်းဖြည့်ရွေးပေးလိုက်တယ်သူ့ရဲ့မကောင်းတာကိုပဲ dash side ကိုပဲကိုကြည့်လို့မရအောင်ကိုပေါ်ကောင်းခဲ့တာလေးလည်းအများကြီးရှိတာပဲကိုလည်းသူ့ပေါ်အများကြီးကောင်းခဲ့တယ်တယောက်တယောက်ပြန်လည်ကောင်းခဲ့ကြတယ်ဒါပေမဲ့ဟိုရေဆက်ကုံသွားတဲ့အခါကြလို့ရှိရင်ကိုရဲ့တီးခတ်နိုင်မှုတွေကုံသွားတဲ့အခါရေဆက်ကုံသူလို့ဖြစ်သွားတာပေါ့